မင်္ဂလာပါရှင်မေလ29ရက်ကြာသပတေးနေ့ရဲ့ထူးခြားခြားပြည်ရင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့မုံရမြို့ရက်ွက်ချိုတွင် ရေပြန်တက်တဲ့သတင်းဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးမုံရမြို့မှာမေလ25ရက်ကအချိန်ကြာမြင့်စွာမိုးရွာသွန်းခဲ့တာကြောင့်ရက်ွက်ချိုကနေအိမ်တွေအတွင်ရေဝင်ရောက်ခဲ့ပြီးမေလ29ရက်မနက်ပိုင်းကရေပြန်ကျသွားပြီးမိုးလဲပိုင်းမှာရေအနည်းငယ်ပြန်တက်လာတယ်လို့ဒေသခံတွေစီကနေသိရပါတယ် ရေဝင်တဲ့ရက်ခွက်တွေကတော့ရတနာဘုံ၊မြဝတီ၊အင်းရွာတဲ့၊ပြည်တော်သားနဲ့ချမ်းမြဝတီရက်ခွက်တွေဖြစ်ကြောင်းအဲ့ဒီရက်ခွက်တွေမှာမေလ25ရက်ညနေ3နာရီလောက်ကရေတွေစတင်ဝင်လာတာဖြစ်ပြီးတော့အရင်နှစ်တွေကတစ်ခါမှမရဘူးတဲ့ရေအမြင့်အထီးကိုရောက်ရှိလာတာဖြစ်တယ်လို့ဒေသသတင်းတွေမှသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ Sky Villa အဆောက်အဦအပြတ်တွင်မှတွေ့ရှိတဲ့ငွေသားများနဲ့ရွှေတုံးရွှေတွေပစ္စည်းများပိုင်ရှင်ဖြစ်သူတန်ပြန်လည်ပေးရတဲ့တဲ့တင်ဖြစ်ပါတယ်။ မန္တလေးမြို့စကိုင်းဗီလာအစအဦးအပြတ်တွင်မှမေလ29ရက်ကရှာဖွေတွေ့ရှိခဲ့တဲ့ငွေသားချက်သိန်း950ကျော်အပြင်စုစုပေါင်းအလေးချိန်တပိဒါ30ကျသားကျော်ရှိတဲ့ရွှေတုံး28တုံးနဲ့ရွှေတဲ့ပစ္စည်းမျိုးစုံတို့ကိုပိုင်ရှင်ဖြစ်သူထံသို့ပြန်လည်ပေးရကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှသိရပါဗျာ။ အစိုးရမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များဟာရုပ်လောင်းကြံရှိနေတဲ့ Sky Villa အစာအုပ်ဖြတ်အတွင်းအပြက်အစည်းများဖယ်ရှားရှင်းလင်းဆောင်ရွက်နေစဉ် B အဆောင် အခန်းမှ H7 မှာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိခဲ့တဲ့အထည်တွင်မြန်မာငွေ950တသိန်း8500ကျပ်ရွှေ30ကျပ်9ဒုံ5ကျပ်4ဒုံ6ကျပ်1ဒုံ3ကျပ်3ဒုံ2ကျပ်3ဒုံ1ကျပ်5ဒုံ ငါးမူသား2တုံး၊ရှေးဆွေးကျူး9ကုန်၊ပလက်တီနမ်ဆွေးကျူး2ကုန်၊ဟမ်ချင်းတစ်ခု၊နဂတ်တရံ၊ရွှေဆွေးသီး၄ခု၊ရွှေစညက်တစ်ခု၊ရွှေဟမ်ချင်း3ကွင်း၊ရွှေလက်ကောက်2ကွင်း၊ရွှေလက်စွပ်4ကွင်း၊ပရင်လက်စုပ်တကွင်းရွှေနှဆွဲတရံရွှေဖြူမုံနှစ်ထုပ်ကောင်နာဘုတ်တစ်ခုအိမ်အောင်စုစရာတစ်ခုအယောင်းဝယ်စာချုပ်၃ခုလို့ပါဝင်တယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ကံမိုးစာအာမခံလုပ်ငန်းကငလင်ဘေးတင်ဒေတာပြန်လည်ထူထောင်ရေးအတွက်စက်သိန်းပေါင်းတထောင်ကျော်ရောကြီးပေးရပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ကံမိုးစာအာမခံလုပ်ငန်းကငလင်ဘေးတင်ဒေတာပြန်လည်ထူထောင်ရေးအတွက်မေလ22ရက်နေ့ထိစက်သိန်းပေါင်း12380သိန်း8400အားအာမခံယူကြီးငွေဝန်ဆောင်မှုဖြင့်ပေးရပြီဖြစ်ကြောင်းသိရပါသည် KBZ MS အနေဖြင့်မြင်းကလင်းတက်ရောက်မှုရှိခဲ့တဲ့ area များမှ customer များအားပြန်လည်ထူထောင်ရေးများအမြန်ဆုံးပြုလုပ်ဆောင်ရွက်နိုင်ရန်ရုပ်ကြီးဝန်ဆောင်မှုများအလျင်မြန်ရရှိစေရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်းအသိပေးထားတယ်လို့သိရပါတယ်။ကမ္ဘောဇထရီအာမခံလုပ်ငန်းဟာကမ္ဘောဇစီးပွားရေးလုပ်ငန်းစုများအတွင်ရှိလုပ်ငန်းတစ်ခုဖြစ်ပြီးငလင်တန်တဲ့ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ငွေကျပ်15ဘီလီယံမှတီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမှာကတော့မန္တလေးကောင်းပိုင်ပါမီလောင်ပြီးအမျိုးသမီးလေးဦးသေဆုံးတဲ့တဲ့တင် ဖြစ်ပါတယ်။မန္တလေးချမ်းရည်သာဆန်မြို့နယ်33လမ်းနဲ့34လမ်းကြား89လမ်းပေါ်ရှိကောင်းပိုင်ပါမှာမေလ28ရက်ကောင်းပိုင်ဘွားတွင်မေလ28ရက်နနက်9:48မိနစ်ခန့်ကမီလောင်မှုဖြစ်ပွားခဲ့ရာအမျိုးသမီးလေးဦးသေဆုံးကြောင်းမန္တလေးခရိုင်ပြည်သက်ဦးစီးဌာနမှသိရှိရပါတယ်။ မီးလောင်ရသူချမ်းရည်သာဆန်မြို့နယ်မိသက်စခန်းမှာမိသက်ရေများထွက်ခွာမိငိမ့်တခေရာနနက်စင်နာရီမှာမိထိန်နိုင်ခဲ့ပြီးစင်နာရီ၈မိနစ်တွင်မိငိမ့်တန်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ငလင်ထန်တဲ့စကိုင်းမြို့ဝင်းနယ်များယာယီနေထိုင်နိုင်ရန်အတွက်ကွန်တိန်နာလူနေအိမ်အဆောက်အအုံများတည်ဆောက်လျက်ရှိရတဲ့တွင်ဖြစ်ပါတယ်။ ငလင်တန်တဲ့စကိုင်းမျိုးမြို့ပြနဲ့အင်အားဦးစီးဌာနဝန်ထမ်းအင်အားတွေနေထိုင်ကြတဲ့ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများယာယီနေထိုင်နိုင်ရန်အတွက်ကွန်တနာလူနေအိမ်အဆောက်အဦများတိစောက်လျက်ရှိကြောင်းသိရပါဗျ။တိစောက်ပြီးစီးတဲ့ကွန်တနာလူနေအိမ်များအားအမှန်တကယ်လိုအပ်တဲ့ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများအားစနစ်တကျခွဲဝေချထားပြီးရန်စကိုင်းတိုင်းဒေသကြီးဝင်းကြီးချုပ်ဦးမြတ်ကျော်ကမေလ26ရက်ကတာဝန်ရှိသူများကိုမှာကြားကြောင်းသိရပါဗျ။ စကိုင်းမြို့အမတ်တိအခြေခံပညာအထက်တန်းကျောင်းတွင်လည်းငလင်ဘေးဒဏ်ကြောင့်နေအိမ်များထိခိုက်ပျက်စီးခဲ့တဲ့စကိုင်းမြို့ပေါ်ရှိအခြေခံပညာကျောင်းများမှဆရာဆရာမများအားယာယီနေအဆောက်အဦများတည်ဆောက်ပေးထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ online ပေါ်မှာရေးစားထားတဲ့အသက်16နှစ်အရွယ်ဇနီးဖြစ်သူကိုအသက်40နီးပါးအရွယ်လင်းယောက်ကြားကတက်စီလောင်းမိရှုမှုတနက်ပင်တွင်ဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးတနက်ပင်မြို့နယ်မကျက်စုကျေးရွာမှာ အွန်လိုင်းပေါ်ရေးစားထားတဲ့အသက်18နှစ်အရွယ်ဇနီးဖြစ်သူကို အသက်40နီးပါးအရွယ်လင်းယောင်ကြားကဒက်စီလောင်းမီရှူတဲ့ဖြစ်စဉ်တစ်ခုမေလ25ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မီရှုခံရသူကအသက်18နှစ်သားရှိသေးတဲ့မတ်တူတူဆန်းဆိုသူဖြစ်တယ်လို့သိရပြီးအွန်လိုင်းပေါ်မှာနှာရီစားထားတဲ့အတွက်အသက်38နှစ်အရွယ်ရှိတဲ့လင်ယောက်ျားဖြစ်သူကျော်လင်းသိန်းကမေလ25ရက်ညနေပိုင်းချိန်မှာတက်စီလောင်းပြီးမီရှုခဲ့ရလို့ဆိုပါတယ် မတူတူဆန်မှာခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးမီးလောင်တံရရရရှိခဲ့ပြီးမီးရှို့ခဲ့တဲ့တရခန်ကျော်လင်းသိန်း38နှစ်မှာထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်ရှင်။